ရီးမီးယားလိပွဲစဉ်73မဟာလန်ဒန်ဒါဘီချဲစီနဲ့အာစနယ်အပိုင်းနှစ် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျာ။ Cocaine Star Football Show ကနေကျွန်တော်ကုခတ်မှာဒီတစ်ပတ်ရဲ့ share ပွဲပေါ့ဗျာနော်။ Super Sunday ရဲ့ည7:00နာရီမှာရှင်ပြိုင်ကစားမယ်။ Rio London Derby မဟုတ်ဘူး။ Maha London Derby လို့တင်စားလိုက်မယ်။ဘွဲ့ချုပ်သုံးချက်အပိုင်းနှစ်ကိုကျွန်တော်လုံပေးသွားကြပါမယ်။ အပိုင်း1မှာတော့ဒီနေ့သင်ကြားရတဲ့ game နဲ့အချက်လက်တွေနဲ့ key points တွေကိုကျွန်တော်ဆွေးနွေးသုံးသပ်ခဲ့ပါတယ်မကြည့်ရသေးတဲ့ညီကိုရင်းနေနဲ့ပြန်ပြီးတော့ကြည့်ကြည့်ပါအပိုင်း1မှာတော့အာရှရဲ့အကျော်ပေးမှုတွေအနေနဲ့ဘယ်အသင်းကိုကျွန်တော်တို့ရွေးချယ်တင့်တယ်လဲပြီးရင် viewer ဘိုင်းကဒီနေ့သင်ဘလို့ကစားနိုင်တယ်လဲဆွေးနွေးသုံးသပ်ခမန်းမှုတွေလုပ်ပါမယ်အာရှရဲ့အကြိုက်တွေကိုပြီးမှကျွန်တော်တို့ဆွေးနွေးမယ်ပထမဆုံးဘလို့ viewer ဘိုင်းနေနဲ့ဒီနေ့သင်ကစားနေကြတယ်လဲဘယ်လိုမျိုး ချင်းကပ်လာနိုင်တယ်လဲ အရင်ဆွေးနွေးကြည့်အောင်ကျွန်တော်အစိုးရတို့အပိုင်းတစ်ပိုင်းကိုစပြီးပြောမယ်အာစတန်ရဲ့ဆပ်ပလေးနဲ့ဆပ်ပီးစ်ဖြစ်ပါတယ်ကြောက်စရာကြီးဒီဆပ်ပီးစ်တွေကိုဒီတရားဒီမာမစကစားတာမဟုတ်ဖ ೇನೆ ပြီးခဲ့တဲ့ဘောလုံးရာသီတည်းကအာစတန်ကဆပ်ပီးစ်မှာ တော်တော်ကောင်းတဲ့အသေးတင်းမှာဒီရာသီပို့ပြီးတော့ပုံမှန်လာတယ်ကျွန်တော်တွေလည်းဆပ်ပီးစ်တွေဆပ်ပလေးတွေကိုမြင်ခဲ့ဘူးပါတယ်တိုးတော့အာစနယ်လောက်စနစ်ကျတဲ့အသင်းမျိုးကျွန်တော်မြင်ခဲ့ဘူးသူတို့ရဲ့ လက်ပစ်ဘောကနေမြောက်တဲ့ set piece ပဲဖြစ်ဖြစ် free kick ကနေကန်တင်ပေးတဲ့ set piece ပဲဖြစ်ဖြစ် Arsenal ကစားသမားတွေရဲ့နေရာယူပုံက next level ပဲဗျ။ပူးကပ်ပြီးဟိုတိုးဒီတိုးမဟုတ်ဘူး။သူတို့ကတတိတန်ဘေးမှာရက်နေကြတာ။ဘောလုံးမြောက်လာတဲ့အချိန်ကြားမှာချိန်သားကိုက်ကွတ်တိပြေးဝင်ပြီးတော့ခေါင်းတိုက်ဂိုးသွင်းတဲ့အကွက်မျိုးတွေပါ။ဒါပေမဲ့အဲ့ဒီအကွက်ကြီးကိုအခုချိန်ထိဖြည့်သေးမရှိသေးဘူး။ပြီးခဲ့တဲ့ရာသီတွေကအဲ့လိုကစားနေတယ်။ဒါပေမဲ့အာကြီးရဲ့ စပီးစ်ကိုငါတို့ကဘလို့ခံကစားမယ်ဆိုတော့ကောင်တာမပေါ်သေးဘူးဘိုင်ယန်မြူနစ်လည်းဒီတိုင်းပဲခံရတာဒီအာဒီမှာအာစတန်ရဲ့ဆပ်ပလေးတွေကအရန်ကိုအဖိုးတန်လွန်ပါတယ်တယောက်နဲ့တယောက်အမြင်ချင်းမတူညီမှုတွေရှိတာပေါ့ဗျာဂျိုရှွာကင်မစ်ကလည်းအာစနယ်ပွဲစဉ်ကိုဒါရပြင်းတယ်လို့ပြောသွားတယ်လို့တချို့ဘောလုံးသမားဟောင်းတွေကလည်းအာစနယ်သင်းရဲ့ဒီဆပ်ပလေးတွေကနေဂိုးယူတဲ့ပုံစံကဘောလုံးရဲ့အလှတရားတွေကိုဖျက်ဆီးနေတယ်ဘာညာပေါ့နော်ဒါမှမဟုတ်လေဗျာ ဖြက်စည်းတယ်တို့အဲ့လိုပြင်းစရာကောင်းတယ်တို့ကကိုယ့်ရဲ့ပုံကိုယ်ကြီးခံစားချက်ပုံကိုယ်ကြီးအမြင်နေအဓိကကြည့်ရမှာတတ်မှတ်ထားတဲ့ချမှတ်ထားတဲ့ဘောလုံးစီမင်းစီကံဥပဒေတွေတက်ဆိုင်ရာဘောလုံးအဖွဲချုပ်တွေရဲ့ဥပဒေတွေကိုပဲလိုက်နာမှာဘောလုံးဖွဲချုပ်တွေကစပီးစ်ကနေတကူတက်ပို့ပြီးခွင့်မပြုဘူးဆိုရင်တော့တမျိုးပေါ့ဗျာအဲ့လိုကန့်သက်ချက်မျိုးမရှိပါဘူးအဓိကနိုင်ရင်သုံးမဲ့ရမယ်ရှုံးရင်ဘဲဦးတေကြရင်တမတ် ဘလို့ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်ကိုရဖို့အရေးကြီးတယ်အဲ့ဒီကြောင့်ပဲအာတိတာရှေ့မှာနီးမျိုးစုံသူတုံးပြီးသွားပြီအကောင်းဆုံးနီးလန်းဟာ set piece တွေ set play တွေ direct attack တွေအားနေပဲအနိုင်သုံးမှတ်ကိုရှာဖွေတာအထီရောက်ဆုံးနဲ့အကောင်းဆုံးနီးလန်းဆိုတာသူနားလေလက်ခံလာတယ်ဒါကအာတိတာတယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အန်ဇိုမာရက်စ်ကလည်းထုံနီးတူပါပဲပြီးခဲ့တဲ့တပတ်တုန်းက Premier League ပွဲစဉ်7 Chelsea အနိုင်ယူသွားခဲ့တဲ့ပွဲစဉ်မှာလည်း set piece တွေကနေ drive play တွေနဲ့ပဲကစားသွားတာ Barcelona နဲ့ပွဲစဉ်မှာလည်းကစားခွက်ကိုအမြဲများ quick step တွေနဲ့ကစားသွားတယ်တစ်ချက်တီတစ်ချက်တီတွေနဲ့လှိမ့်လှိမ့်မြဲမြဲဘောလုံးပေးပြီးတော့ဆော့သွားတယ်ဒီပုံစံမျိုးတွေကပဲနောက်ပိုင်းဘောလုံးရသည်တွေမှာပို့ပြီးတော့ထိရောက်လာတယ်ပေါ့နော်အဲ့ဒါကြောင့် Arsenal ရဲ့ set play ကိုတော့ကျွန်တော်အနေငယ်စွန့်ရင်မိတယ်ဒီဘောလုံးရသည်မှာ Arsenal ရဲ့ set play တွေဘယ်လောက်ထိကောင်းမွန်တယ်လဲကျွန်တော်ပြောပြပါမယ်ဆန်နှပွဲကစားပြီးတဲ့အချိန်မှာ Arsenal ဒီ set piece ကနေ စေကိုတတီရတာတယ်တပွဲပြင်းမြဆက်ပီးစကိုက9.6ခွန်ချင်းရှိတယ်နော်တပွဲပြင်းမြအဲ့တပွဲပြင်းမြသူတို့ရဲ့ဆက်ပီးစကိုက3.83ကိုရှိပါတယ်ဒါဒီပရီးမီးယားလိအသင်းတွေအားလုံးထဲမှာအကောင်းဆုံးဆက်ပီးစွမ်းဆောင်ရည်ပဲဖြစ်ပါတယ်အာစနယ်ရဲ့နောက်မှာခရစ်စတယ်ပယ်လစ်ရှိပါတယ်ခရစ်စတယ်ပယ်လစ်နဲ့အာစနယ်တောင်မှဆက်ပီးစကိုက4ဂိုးကွာတယ်အာစနယ်က4ဂိုးပိုတာနေတယ် တပယ်လေးဆိုရင်လည်းစက်ပီးစကောင်းတဲ့အသင်းမျိုး Brentford လည်းစက်ပီးစကောင်းတယ်ဒါတော့မှအာယီကိုမှီဖို့ဆိုတာလိုနေသေးတယ် Okay တော့နောက်တစ်ပတ်ရဲ့စက်ပီးစကနေကျွန်တော်ချယ်ဆီကဂိုးတွေဘယ်လောက်ထိခွင့်ပြုထားခဲ့ရသလဲဆိုတဲ့အပိုင်းမှာစက်ပီးဆွေးနွေးကြပါတယ်စနေပွဲကစားပြီးတဲ့အချိန်မှာချယ်ဆီက၄ဂိုးတိတိခွင့်ပြုထားရပါတယ်အာစနယ်ကတော့၃ဂိုးခွင့်ပြုထားရပါတယ်နှစ်သင်းလုံးကတော့စက်ပီးစတွေကနေဂိုးကာကွယ်မှုကို defense လုပ်တဲ့နေရာမှာတော့မစိုးလာတဲ့အခြေသွင်းမျိုးတွေရှိနေပါတယ်ဒါမဲ့ချယ်ဆီကတော့တကူပူပေးထားရတယ်ပေါ့နော် ဆိုတော့ဒီ set piece အကြောင်းကိုကျွန်တော်အဓိကပြောနေတာ Arsenal ဒီ Bayern Munich ကိုအတားအသီးယူခဲ့တဲ့ပွဲစဉ်အားလိုမျိုးပဲ Chelsea ကိုအဲ့ဒီ set piece တွေကနေဖိတိုက်ပြီးဂိုးရဖို့အတွက်အဓိကကြိုးစားလာနိုင်ပါတယ်ဒါသူတို့ရဲ့အားအတန်ဆုံးလက်နက်လည်းဖြစ်ပါတယ်နောက်ကျွန်တော်တို့ Chelsea တင်းရဲ့ခံစစ်ကစားပုံမှာအဲ့ဒီ set piece တွေဒါမှမဟုတ်လည်း area ball တွေကိုတကယ်ရှင်းတိုက်မဲ့နေရာရှင်းထုတ်မဲ့နေရာတွေမှာလိုအပ်ချက်အများကြီးရှိတယ်ဗျ United ကိုရှုံးတဲ့ပွဲစဉ်မှာတော့လည်းအဲ့ဒီ set piece တွေကနေပဲ ျွန်တော်တို့ဂိုးတွေပြန်ပေးခဲ့ရတော့ကျွန်တော်ကအဲ့ဒီအပိုင်းကိုအစိုးရင်ဆုံးပဲတကယ်ရှင်ကစားမယ်ဆိုရင်နှစ်သင်းလုံးမှာအားနဲ့ချက်အားသာချက်ကုသည်ရှိတဲ့အတွက်ရှင်ကစားလို့ရတယ်ဒီဆက်ပီဆက်ပလေးအပိုင်းကတော့တိတိတားကြီးအားနဲ့နေရဆိုတာ ထောက်ပြချင်တာပါโอเคအဲ့တော့ဒီနှစ်သင်းရဲ့နေရာယူပုံလေးတွေကိုကျွန်တော်အနည်းငယ်ဆက်လက်ဆွေးနွေးကြပါမယ်ချယ်ဆီကတော့တင်ပလေးတဲ့ individual ကိုအနည်းငယ်အားပြုပါတယ်အာစနယ်ကတော့တင်ပလေးကိုပို့ပြီးအားပြုပါတယ်ဒီပေါ်လုံးရသည်မှာအာစနယ်တင်ရဲ့ individual ကောင်းတဲ့ကစားသမားပြရွာဆိုရင် မရှိသလောက်ပါပဲစာကာတော်မှ good contribution တွေနေသွားပါတယ်ကျွန်တော်ခြေစည်းရကြတော့တူတယောက်ချင်း individual skill ကောင်းတဲ့ player တွေများတဲ့အတွက်ကြောင့်တချို့သောအပိုင်းတွေမှာ player တူတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုကနေကိုရဖို့အားထုတ်လေရှိပါတယ်အဲ့တော့ကျွန်တော်အခုအနီလိုင်းလေးနဲ့စွဲပြထားတာဒီ Chelsea team ရဲ့ out of position ဖြစ်ဖြစ် in position ဖြစ်ဖြစ်နေရာယူတဲ့ပုံစံလေးတွေပါ Chelsea က half space တွေမှာကစားသမားတဦးတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုကို attack လောက်တာပဲဖြစ်ဖြစ် defense လောက်တာပဲဖြစ်ဖြစ်အားထုတ်လို့ရှိတယ်သူတို့ကတယောက်တည်းပဲနေရာပေးတာတာကွင်းလေကစားသမားနှစ်ယောက်ကများသောအားဖြင့်အလဲမှာပဲထိုင်တာများပါတယ်ရပန်ကလိုအပ်မှသာ half space တဲ့အနည်းငယ်ဝင်ပေးလိုက်တဲ့ပုံစံမျိုးလေးတွေရှိမယ်ပုံမှန်အားဖြင့်ဆိုရင် half space မှာတယောက်တယောက်ချင်းစီကိုပဲတာဝန်ပေးထားပါတယ်ဒီတစ်ဖက်မှာ melo goose တို့နဲ့နောက်တစ်ဖက်မှာ mac cuckoo တွေရပါအဲ့ဒီနှစ်ယောက်ကမှသူက ထပ်ပြီးတော့တာဝန်ပေးပုံချင်းကအနည်းငယ်ကွာခြားပါတယ်မဲလိုကူစတိုက attacking ဘိုင်းကိုနည်းနည်း free roll ပုံစံလိုက်ဆော့ရပြီးတော့ကူကူရီးယားကဒီ defense ဘိုင်းကို free roll ပုံစံနဲ့လိုက်ဖြည့်ပေးရတဲ့ပုံစံမျိုးတွေပါချိန်ဆက်မှုတိတ်ပြီးမရှိဘူးတယောက်ချင်းစီရဲ့အားနဲ့ပဲကစားတာများပါတယ်အဲ့တော့သူတို့ကအလွတ်ကစားတဲ့အတွက်ကြောင့်ဘယ်နေရာတွေမှာလိုအပ်ချက်ရှိလဲသူလိုက်ဖြည့်ဖို့အသင့်နေတာရှိပါတယ်တိုက်စစ်ဘိုင်းအတွက်တော့မဲလိုကူစတိုကပိုတာဝင်ယူထားပြီးခန်းစစ်ဘိုင်းအတွက်တော့ကူကူရီးယားက ာဝန်ယူထားရတဲ့အတွက်ကြောင့်မစိုးဘောတော့ balance တော့ဖြစ်ပါတယ်။တိုက်စစ်က၄ယောက်ကတော့တီးတန့်ကစားတာများပါတယ်။တောင်ပိုင်းကစားသမားတွေကလည်းတောင်ပိုင်းကစားသမားတွေရဲ့ကျွမ်းကျင်မှုလှုပ်အားနှုံးနဲ့ကစားတတ်ပြီးဒီနောက်ကမကူကူရီးယားတို့နဲ့ချိတ်ဆက်မှုတိတ်မရှိပါဘူး။မဲလိုဂူစတွန်နဲ့တော့ဒီတစ်ဖက်ကပက်ဒရိုနက်ဒိုကအနည်းငယ်ချိတ်ဆက်မှုရှိပါတယ်။ဒီအတွက်ကြောင့် zones of control တွေကိုကျွန်တော်ညီကိုတွေလိုက်ကြည့်ကြည့်ပါဒီတစ်ဖက် left wing မှာစော့နေတဲ့ Jimmy Giddens ဖြစ်ဖြစ် Ali General Garnacho ဖြစ်ဖြစ် တယောက်တည်းစူးစမ်းအားထုတ်မှုပြုတာများပါတယ်အဲတစ်ဖက်ကမဲလိုဂူစတိုရှိတဲ့နေရာကျတော့ပက်ထရိုနက်တိုနဲ့အချိတ်လေးတွေရှိပါတယ်အဲ့တော့ Chelsea ရဲ့ position ယူပုံတွေကိုအနှစ်ချုပ်ပြီးပြန်စဉ်းစားကြည့်မယ်ဆိုရင် channel တွေကနေကိုရဖို့အတွက်စူးစမ်းအားထုတ်မှုပိုများတယ် central zone မှာတော့ဒီနေရာကအထိုင်ကစားထားတဲ့အတွက်ကြောင့်တကယ်ကိုရဖို့အတွက်အားကောင်းတဲ့နေရာတွေဖြစ်တဲ့ ဒီ defensive တက်နဲ့မြေတဲ့တက်က Britain Lions တွေမှာအားကောင်းလို့ pocket space တွေမှာလည်းအပြည့်ကစားနိုင်ပါတယ်။ Moses Caicedo ရဲ့လှုပ်အားနှုန်းကကစားသမား2ယောက်လောက်ဖြစ်ပေးနိုင်တဲ့အတွက်ကြောင့် Chelsea သည်ဒီ deep နေရာမှာမြေတဲ့တက်ရဲ့ deep နေရာမှာ2ယောက်ထားလိုက်ရင် လုံခြုံသွားတာပါ။ highlight တင်စောတဲ့အပိုင်းတွေတော့ကျွန်တော်မပြောတော့ပါဘူး။ဘာကြောင့်လဲဆိုတော့အတင်းတိုင်းလိုလိုက highlight တင်စောတတ်လို့ပါ။အဲ့တော့ကိုကိုရီးယားကတခါလီကြာရင် defense ကိုဦးစားပေးတဲ့အတွက်ကြောင့်ဒီ၃ယောက်တန်းကိုဝင်ဖြည့်ပေးတာရှိတယ်လို့ကွင်းလယ်မှာလည်းဝင်ဝင်ဖြည့်ပေးတာမျိုးလေးတွေရှိပါတယ်။ ဆိုတော့ Chelsea ဒီ central zone မှာ defense တော့စိတ်ပူစရာမလိုပင်မဲ့ attacking လုပ်ရင်လည်းအဲ့ဒီ central zone ကဘောလုံးထွက်တာနဲပါတယ်။ညာတော့အပြင် channel တွေကနေပဲဘောလုံးထွက်ပါတယ်။အဲ့ဒါကြောင့် Chelsea ရဲ့အသက်ဒီဒီ channel ပဲဖြစ်ပါတယ်။ half space ကတော့ attack လုပ်တာတည်းစာရင် defense လုပ်တာကိုပဲဦးစားပေးပါတယ်။အဲ့တော့ Arsenal ကြည့်လိုက်ရအောင်။ Arsenal ကတော့ team play ပုံစံနည်းနည်းပို့ပြီးတော့ဆန်တယ်။ဒီတစ်ဖက်က Bukayo Saka နဲ့ Julian Timber ပဲ။ ဲ့တော့စကားသည် Google contribution တွေဒီရာဒီမှာဘာကြောင့်နေသွားလဲဆိုတော့သူက template နဲ့ကစားပေးနေရတဲ့အတွက်ကြောင့်ပါပုံမှန်ဆိုရင်စကားကတူးချင်းတယောက်ချင်းစီပဲဒီရှေ့မှာ attack လုပ်တာများတယ်သို့တော့ဒီဘောလုံးရာဒီမှာကျတော့စကားဘက်က zone of control တွေက channel မှာတော်တော်နေသွားတယ် channel မှာဒီထိတ်တိုက်တွဲဆုံမှုတွေပဲများတယ်ဗောဗျာသူဘောလုံးအတာကြီးရပြီစကားကိုပဲဘောလုံးပေးနေတဲ့ပုံစံဒီ channel တွေမှာ channel ဆိုတော့ဒီနားကိုပြောဒီနားမှာအရန်ကိုနေသွားပါတယ် ဘာကြောင့်နဲသွားသလဲဆိုတော့ခံစစ်ကိုဦးစားပေးလို့ပါအတင်းလိုက်ကိုဟန်ချက်ညီစေဖို့အတွက်စာကာကို half space တဲ့ထည့်ကစားလိုက်တာပါဘိုင်မင်းရဲ့ပွဲမှာချစ်ကြည့်ပါစာကာရဲ့ဘောလုံးမရှိတဲ့အချိန်နေရာယူပုံတွေကရှေ့ကကစားသမား၃ယောက်ရဲ့နောက်ထိပါရောက်ပါတယ်ကွင်းလယ်မှာသွားတန်းပါတယ်အဲ့ဒါ half space မှာပဲတောက်လျှောက်နေရာယူလို့ပါဒါပေမဲ့ Julian Timber နဲ့စာကာကတော့နားလည်မှုရှိရှိနဲ့ချိတ်ဆက်ပြီးကစားလေးရှိပါတယ်သို့တော့ Arsenal မှာအားနည်းချက်လုံးဝမရှိဘူးပြောတာတော့မဟုတ်ဘူးကစားကွက်ချင်းရှင်ဆော့မယ်ဆိုရင်အနည်းငယ်အားနည်းတဲ့အပိုင်းဟာ ီတစ်ဖက် left side ဖြစ်ပါတယ်အဲ့တော့ left side မှာတယောက်ချင်းစီထွက်တော့တာများတယ်ဗျ Trouser နဲ့ Calafiori တို့ရဲ့တွဲဖက်မှုထက်ဆိုင် Calafiori ကဒီအတွင်းထဲကိုပဲဝင်ပြီးတွဲတဲ့ပုံစံမျိုးပါအဲ့တို့ကြောင့်ဒီတစ်ဖက်မှာကျွန်တော် Chelsea နေနဲ့အပိုင်ပေါ့နော်ပိတ်ပြီးကစားထားလို့ရတယ်ဒါမှမဟုတ်လေ Central Zone တို့တစ်ဖက်က right side တို့မှာတော့ကျွန်တော်တို့ attack လုပ်ဖို့ဆိုတာတိတ်ပြီးတော့မလွယ်ဘူးထို့နည်းတို့ပဲကျွန်တော်တို့ဒီ Patronato ဘက်က attack လုပ်မယ်ဆိုရင်လည်း ကလာဖီယိုရီတယောက်ဒီ half space မှာတောက်လျှောက်ရှိနေတယ်အတွင်းထဲကို cut တင် size လုပ်ဖို့ကခက်ခဲမှာဖြစ်တယ်လို့ Declan Rice ကလည်းဒီနေရာမှာ half space နားထိတာဝန်ယူပြီးတော့ channel ထိဝင်ပြေးနိုင်တဲ့အတွက်ကြောင့် emergency defending အနေထားနဲ့တော့ Arsenal က left side တနေရာမှာပြုပြင်ထားတဲ့ပုံစံမျိုးလေးတော့တွေ့ရပါတယ်နောက်ထပ်အာသာချက်ရှိတဲ့အပိုင်းပေါ့နော်ဒီကွင်းလယ်မှာကစားသမားအလုံးက rotation လုပ်ပြီးကစားတဲ့အပိုင်းဒီအာသာချက်ရှိတယ်တနေရာထဲမှာရက်စော့ကြတာမဟုတ်ဘူး အားလုံးကချိတ်ဆက်မှုရှိတယ်တိုက်စစ်မှုမီခဲမီရီနိုတောင်မှ force တိုင်းပုံစံဆော့ပြီးတော့ average as a declan rice zubiman di နဲ့၄အောင်လုံးပတ်လည်ဆော့ပါတယ် zubiman di ကတော့များသောအားဖြင့်ဒီမှာပဲထိုင်ပါတယ်ဒီ၃ယောက်ကတော့တောက်လျှောက်ပတ်လည်ဆော့ပါတယ်အဲ့တော့ကြောင့်ပြေသွုံးမှာဘောလုံးကအပြိုင်မှုပို့ပြီးဖြစ်လာနိုင်တယ်ဆိုရင်မဲ့ chelsea မှာလည်း moses sky zero တို့ reese jane တို့ထိုင်လိုက်ရင်အားကောင်းလို့ねအဲ့အတွက်ကြောင့်ဒီကွင်းလေပိုင်းမှာကတော့ဗျာတသိန်းနဲ့တသိန်းအตาသီးရဖို့စူးစမ်းအားထုတ်မှုပြုရင်အချိန်ကုန်နေမှာဖြစ်တဲ့အတွက် ဘယ်အသင်းကတော့ကွင်းလေကစားကွက်စိုးမိုးသွားနိုင်တယ်လို့ယတိပဲပြောလို့မရအောင်အဲ့တော့နှစ်ချုံရမယ်ဆိုရင်ဒီပွဲစဉ်မှာစပ်ပီးစီစပ်ပလီတွေအားပဲအဖြစ်ပေးသွားနိုင်တယ်ဗျာအာဆယ်စပ်ပီးစီကနေဂိုးရဖို့ရှိတယ်လို့ချယ်ဆီကလည်းဂိုးပေးလိုက်ရပြီဆိုရင်သူတို့အနေနဲ့ပိတ်ဆော့တော့မှုဂိုးရဖို့အတွက်ကြိုးစားအားထုတ်မှုပြုပါလိမ့်မယ်လက်ရှိချိန်မှာချယ်ဆီရဲ့တိုက်စစ်ပိုင်းရဲ့ကစားသမားတွေဂိုးရနေတဲ့အတွက်ကြောင့်ချယ်ဆီကလည်းဂိုးရဖို့အတွက်မျှော်လင့်ချက်အများကြီးရှိတယ်အဲ့တော့အာရှရဲ့အကြောပေးမှုနဲ့ကျွန်တော်တို့ပိတ်ရအောင်လေ အာစနယ်ကပြန်ကြောပေးတာပါတယ်တည်ရတဝက်ရှုံးအဲ့တော့ကြောင့်အာစနယ်အနိုင်ခပပလေးရှိတယ်ဆိုတဲ့သဘောမျိုးပေါ့နော်တိုးတော့နှစ်သင်းလုံးကလက်ရှိကာရဖော်အရင်ကောင်းနေတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဘယ်သင်းနိုင်မယ်လို့အတိအကျပြောလို့မရဘူးချယ်ဆီမှလည်း chance ရှိတယ်လို့အာစနယ်ကလည်းလက်ရှိမှာအကောင်းဆုံးအသင်းတစ်သင်းဖြစ်နေတဲ့အတွက်ကြောင့်နိုင်ဖို့ chance ကသူအနေငယ်ပိုများမှာပဲဆိုတော့တူတယ်ကိုကျွန်တော်တို့ရွေးလိုက်တာမကောင်းလားပေါ့ချယ်ဆီရဲ့ supply အနေမှုကနေဂိုးတွေပြန်ပေးရဖို့ရှိတယ်လို့လက်ရှိတိုက်စစ်ပိုင်းကောင်းမွန်နေတဲ့အတွက်ကြောင့်လည်း ာဆနယ်သင်းစီကတကိုးလောက်တော့ပြန်ယူနိုင်မဲ့အခွင့်အရေးမျိုးရှိနိုင်ပါတယ်။တူတယ်ကိုကနှလုံးရှုံးဖြစ်တဲ့အတွက်ကြောင့်တူတယ်ကိုအန်ဒါကိုခေါ်ထားတာပါ။ဒါမဲ့ကျွန်တော်တို့ရှင်းတယ်တူတယ်ကိုအိုဗာကိုပဲရွေးချယ်ပေးခြင်းပါတယ်။နှစ်သင်းပေါင်းသွင်းကို2-1လို့ပုံစံမျိုးဖြစ်ဖြစ်တူတူလို့ပုံစံမျိုးဖြစ်ဖြစ်ဖြစ်သွားနိုင်ခြင်းအများကြီးရှိပါတယ်။ဆန်ဒလန်တောင်မှနှစ်ကိုးလောက်ရခဲ့တဲ့အခြေအနေမျိုးဆိုတော့လက်ရှိအချိန်တိုက်စစ်စုဖွဲ့မှုကောင်းနေတဲ့ချယ်ဆီကလည်းအာဆနယ်အသင်းကိုတကိုးလောက်တော့သွင်းနိုင်မယ်လို့ထင်ပါတယ်။ကျွန်တော်ကတော့ တိုတဲကို over ကိုရွေးချယ်ပေးကြပါရခင်ဗျာ။